အဲ့ဒါအသက်ရှိခြင်းတဲ့ပုဂ္ဂိုလ်ကျမ်းမာခြင်းတဲ့ပုဂ္ဂိုလ်သည်အဲ့ဒါမျိုးကျင့်သုံးပေးရမယ်တဘာလူရမလဲနံပါတ်2နံပါတ်3နံပါတ်4နံပါတ်5နံပါတ်6อืมခုကျမှအမှန်တိုင်းဖြစ်သွားတာဟုတ်လားနော်ဘယ်နှပါလဲ6ပါဟုတ်လားနော်အဲ့ဒီ6ပါကိုမှတ်မိရလား မှတ်မိရင်တရားနာရာကျိုးနဲ့တယ်မမှတ်မိရင်နဲ့ရလားအဲမနဲ့ရင်ပြန်ချက်ရမှာသိကြတယ်ဟုတ်လားနော်မနှုမနဲ့ဖြစ်မနေနဲ့နဲ့ကိုနဲ့ရမယ်အဲ့ဒီ၆မျိုးမှတ်မိရမယ်ကဲအဲ့ဒီတိုင်ဒီ၆မျိုးကိုကြည့်ပြီးတော့ရရရာခြေသွားကြမယ်ဟဲ့လို့ဆိုရင်လောကသားတွေဒီဘာဖြစ်မလဲအသက်ရှိမယ်ကျန်းမာမယ်နောက်ထပ်အပူစုလေးတစ်ခုတည်းကပေးခြင်းတာနော် ဗုဒ္ဓနိကြယရယာချေဆိုတဲ့အပိုင်းကြတော့ဒီ6မျိုးနဲ့မချေပဲနဲ့နောက်တနည်းနဲ့ယရယာချေရင်လည်းရတယ်အဲ့ဒါတော့ဘာလို့ရတယ်လဲပြောရင်ပရိတ်ရွရတယ်ဘာရွရလဲပရိတ်ရွရတယ်ဒါမှမဟုတ်ရင်ပရိတ်နာကြရတယ်ဘာလို့ရလဲကိုယ်တိုင်ရွနိုင်ရင်ရွဒါမှမဟုတ်ရင်အေးသူမြန်းရွတာကိုနာကြရမယ် ဒီနန်းမှာလည်းပဲတော်တော်များများကပရိတ်ဖွင့်နေဟဲ့လို့ဆိုရင်ဘုရားဘာသာအိမ်นี่လိုက်ပြီးတော့ကြည်လိုက်ရင်မနှက်ပိုင်းလေးပဲတွေ့တာနော်မနှက်ပိုင်းမဖွင့်ကြဘူးလားဩယတ္တ ानु ဘဝနောယခာနေဝဒတ္တဏိဝေဒနံဘုရားအတန်ဒီပါရင်းနဲ့ဟဲနေတာဟုတ်လားနော်ဆရာတော်တွေဟာဖွင့်ထားလိုက်တယ်အာယုံစိုက်ရဲ့လားအာသူဒီဟာဖွင့်ထားလိုက်ကိုတော်တော့အော်ပြီးတော့ကွာဆိုပြီးတော့ကိုကအပြင်ထွက်လှုပ်ရှင်ရလို့အမဖလက်ကလထိုင်နဲ့ထိုင်နေရထိုင် အဲဟိုကတော့အထဲတရနေပြီးတော့ကိုရောတော့တဘာတွေဟဲနေရတာမဟဲရဘူးလားအကျိုးပေးမထင်လားမရပါဘူးအလောက်နဲ့မရဘူးရရလားသေသေးချာချာသူလည်းပဲအောနေတယ်လို့ငါလည်းထိုင်းနာရမယ်ဆိုပြီးတော့သေသေးချာချာနာကြရမယ်နာကြပြီးတော့ లై ဆိုးချိုးရတယ်လည်းပဲ లై ဆိုးတဲ့နေရာဆိုမြန်မာလိုမသိလို့ရှင်မြန်မာပြန်ကိုဖတ်ရမယ်အနှမှုစင်တော့ဟိုကဘာတွေပြောသွားမြန်ကိုကသိရလားသိပါ ဟိုကဘာပြောတော့မှမသိပဲနဲ့ဆိုတော့ဘာခံစားလို့ရလဲ။ဟောမဆိုးဘူးဘုန်းကြီးအတန်ကောင်းသားပဲနော်။အမေရုပ်ဖက်လေးတွေကမဆိုးဘူး။မဆိုးပါဘူး။ဒီလောက်ဆိုလေတို့ဝေယျကျိုးနဲ့သားပဲနော်။ဟောဒီလိုဖြစ်သွားတတ်တယ်။ဟုတ်လားနော်။အဲ့တန်ရရဲ့လား။အေးအဲ့ကြတော့နေတရလေးတွေမြန်မာပြန်လေးတွေထင်အောင်လုပ်ရမယ်။တမန္တာသက္ကဝါလေးတို့အတ္တရာကိသန္တုဒေဝတာသတ္တမမုနိရာဇတ္တသူဏ္ဏတုတက္ကမောကရံမစဘူးလား။ အကြောသမန္တာဆိုတာဘာလဲဆိုတော့ထဝွန်ကျင်တဲ့။အော်ဒါမျိုးလေးသိမှရတာပါတာနော်။သမန္တာစက္ကဝါလေးဆိုစက္ကဝါလာတိုက်တောင်းမှနေကြတဲ့ထဝွန်ကျင်တိုက်တောင်းမှနေကြတဲ့နတ်မြမအပေါင်းတို့အခုတရားနာဖို့ရအချိန်ကြပါပြီ။ဒီကိုလာကြပါ။ကျွန်ုပ်ကနေပြီးတော့တရားစတင်ပြီးတော့ဟောပေးမှဖြစ်ပါတယ်ဆိုနမောတတ္တဘဂဝါတောအရဟတောသမန္တမုဒ္ဒတ္တဆို။ ဟောတရားမဟောခင်ဘုရားရှိခိုးတာလေးမလုပ်ဘူးလားလုပ်တယ်ပြီးတော့မှယတာနုဘဝတော်ဟောဒါမျိုးလေးတွေရွတ်တယ်မရွတ်ဘူးလားအဲ့ကြတော့သူ့ရဲ့အသေးပဲလေးတွေကိုကသိတယ်ဟဲ့လို့ဆိုရင်ပို့ပြီးတော့ပိတ်ကိုမယုံဘူးလားယုံတယ်အနုမုတ်စဉ်သူကထင်နေတာကဖုံကြီးရွတ်ရင်တို့အိမ်အန္တရာယ်ကင်းမှာပဲဆိုပြီးတော့ဖုံကြီးတာဝန်กว่าတို့အိမ်တစ်ခုခုဖြစ်ရင်တော့ဒီဖုံကြီးမစွန်တာပဲဖြစ်ရမယ်ဟုတ်လား တို့လည်းပဲနေတိုင်းပရိဖွင့်နေဖွင့်ငယ်တန်းထဲမှာစီးပွားရေးမတိုးတက်ရင်ဒီဘုန်းကြီးညံ့တာပဲဆိုပြီးတော့နေရင်ထိုင်ရင်ဘုန်းကြီးကတရားခံဖြစ်နေတတ်တယ်ဟုတ်လားအဲ့ဒါမျိုးနာကြားမဟုတ်ရဲ့လားဟုတ်ပါဘူးအဲမဟုတ်ဘူးအဲ့ကြတော့ပရိကနေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်မနဲ့ပဲဖြစ်ဖြစ်တရားကိုဖွင့်ရင်လည်းတချို့ကမနဲ့ပိုင်းလေးသာဖွင့်တယ်နေပိုင်းမဖွင့်ဘူးညနေပိုင်းမဖွင့်ဘူးအဲ့ဒီအချိန်ကြီးဖွင့်လိုက်တယ်ဟဲ့လို့ဆိုရင် ကိုယ်အိမ်မှာတခုခုမြန်ဖြစ်မလားလို့တချို့ကထင်တာတွေမရှိဘူးလားရှိတယ်ကြောင့်မို့မနှက်ပိုင်းမဲ့အဖွင့်များကြတာအဲ့ဒါမျိုးမလုပ်အောင်ဘယ်ချိန်မဲ့ဖွင့်ဖွင့်မရဘူးလားအဲ့ဒါကြောင့်မို့ပရိတ်ကလည်းပဲစွန်းတယ်အခုပြောပြမှာပရိတ်စွန်းတဲ့အကြောင်းလေးနော်အေးနာမည်လေးကဘယ်သူလဲလို့ပြောရင်ဒီကာယုတယ်ဘယ်သူလဲအေးဒီကာယုလို့မမှတ်ချင်ရင်အာယုဝဋ္ဌနလို့မှတ်ပါတယ်လေအာယု ကြတော့နော်ဒီကယူလေးခဏဖြုတ်ထားလိုက်ဘာစုပဲမှတ်မလဲအေးအာယုကအသက်ဝဋ္ဌနာကတိုးပွားတာအဲကြတော့အသက် တိုးပွားသူလို့အဓိပ္ပာယ်ရတာဘာသူလဲလဲသက်တိုးပွားသူဆိုမြန်မာလိုဘာပြောအသက်တိုးပွားသူဆိုတာအသက် ရှည်သူလို့ပြောတာနော်မောင်သက်ရှည်ပေါ့တနည်းပြောရင်ဘာလဲလဲမောင်သက်ရှည်တဲ့ ဗုဒ္ဓခေတ်ကလည်းမောင်သက်ရှင်ရှိတယ်နော်မောင်သက်ရှင်လေးကငကုလုံးကတော့အသက်ကမရှိဘူးသေမလို့ဖြစ်နေတာနော်သူ့ရဲ့သမိုင်းကြောင်းလေးကဘာလဲလို့ပြောရင် သူ့ရဲ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကယသိလူတွေဘာလူတွေလဲယသိလူတွေအဲ့ဒီယသိကတငယ်ချင်း၂ယောက်အတူတူနေကြတာသူတို့အဖေကနော်တငယ်ချင်း၂ယောက်အတူတူဒီယသိဘောင်ကိုရောက်ပြီးတော့တရားတွေလည်းပဲကျင့်သုံးရင်းနဲ့နေနေကြတယ် တဖြည်းဖြည်းနဲ့နေလာလိုက်တာတက်တန်းကြတော့တယောက်ကယသိဘဝကိုပြင်းသွားပြီးတော့ငါလူထွက်တာပဲကောင်းနေဆိုပြီးတော့တယောက်ကလူထွက်လိုက်တယ်လူထွက်ပြီးတော့အိမ်အောင်ပြုတ်တယ်အိမ်အောင်ပြုတ်ပြီးသွားတဲ့နောက်မှာ ကလေးလေးတယောက်မွေးတယ်ဗာလေးမွေးယောက်ျားလေးတယောက်မွေးတယ်သူ့ရဲ့နာမည်ကအခုနောင်ဖြစ်သွားမယ်အာယုဝဒနာမောင်သက်ရှိဘယ်သူလဲလဲ အဲမောင်သက်ရှိလေးဖြစ်မဲ့ကလေးဒီကလေးလေးမွေးလာတဲ့အခါကျတော့နော်ကဲငါတော့ဇနီးမရလဲရပြီကလေးလေးလည်းရပြီဆိုတော့ဟိုရသေးသွားကြွားအောင်ပါပဲဆိုပြီးတော့ဟုတ်လားနော်သူ့ရဲ့ဇနီးနဲ့ကလေးခေါ်ပြီးတော့သွားလိုက်တာအယူအသေးပြုသွားတာပါသွားကြွားတာတော့မဟုတ်ဘူးနော်သွားလိုက်တယ်အဲ့ဒါသွားတဲ့အခါကျတော့ဟိုလဲရောက်မိဘနှစ်ပါးကနေဝစ်ကြတဲ့အခါကျတော့ရသေးကနေပြီးတော့စုပေးတယ်ဟုတ်လား ဒီကာယုကဟောတာအသက်ရှည်ကြပါစေတဲ့။ဘာရှည်ကြပါစေလဲ။အေးအဲ့လိုသုပေးပြီးသွားတဲ့အခါကျတော့နောက်ကလေးလေးကိုလက်လေးနှစ်ဖက်ကိုင်းပြီးတော့ဝိချာခိုင်းတယ်။ဝိချာလိုက်တဲ့အခါကျတော့အဲ့ဒီယတိကသုမပေးတော့ဘူး။အသက်ရှည်ပါစေလို့သုမပေးတော့။အဲ့လိုဆိုတော့ဒီဘက်ကပုံယတိဖြစ်တဲ့ပုဂ္ဂိုလ်ကယတိလူတွက်ဖြစ်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဟာဒုဝိချာတုံးကတော့တပည့်တော်တို့ဝိချာတုံးကတော့ အသက်ရှိပါစေလို့ဆုပေးပြီးတော့အခုတော့ဘာလို့ဆုမပေးတာလဲလို့ပြောတော့မင်းကလေးကနောက်9ရက်နေသေးမှာတဲ့ဘယ်နှစ်ရက်နေသေးမှာလဲ9ရက်နေလို့ရှိရင်သေးမှာတဲ့အဲ့လိုပြောလိုက်တဲ့အခါကျတော့ကြောက်လန့်သွားနော်ဟာအဲ့လိုဆိုရင်သေးမှာဆိုရင်ဘယ်လိုများကုစားရမလဲဘယ်လိုလုပ်ရမလဲလို့ပြောတော့ငါကလည်းသေးမှာတာသိတာစနစ်ကျတော့မသိဘူးတဲ့ဘာလို့တော့သိလဲသိ ေးစနစ်ကိုမသိတဲ့အခါကျတော့အဲ့လိုဆိုဘယ်သူများသိလောက်တယ်လဲလို့ပြောတော့ဟာမင်းဟိုကဒီကလင်ကြီးကမြို့မှာတရင်သုံးနေတဲ့ဂေါရမဗုဒ္ဓရှိတယ်တဲ့ဘယ်သူရှိလဲအဲရှင်းရှင်းပြောရင်တော့ဖះကတော့သိတယ်ဘယ်သူကသိလဲမင်းဖះသွားပြီးတော့ဝိချပေါ့ကွာဘလို့အဖြေထွက်မလဲဆိုတာမင်းသိလိမ့်မယ်ဆိုအဲ့ဒါမိသားစုသွားလိုက်ကြတယ် အဲ့လိုသွားလိုက်ကြတဲ့အခါကျတော့မိဘနှစ်ပါးဝစ်ချတဲ့အခါဖခင်ကလည်းပဲဒီဃာယုကဟောတာဘလို့စုပေးလဲမြန်မာလိုပါပြောလဲအသက်ရှိပါစေလို့အဲ့လိုစုပေးလိုက်တယ်ကလေးလေးအလဲရောက်တဲ့အခါကျဒီလိုပဲဝစ်ချလိုက်တဲ့အခါကျဖခင်ကစုမပေးပြန်နော်အဲ့လိုဆိုတော့ဟာတို့အဖြေကတော့တူနေပြီနော်အရှင်မယဘလို့ကြောင့်မို့စုမပေးတာလဲဖခင် အေးဒီရက်ကနေစနောက်ထပ်9ရက်မြောက်လို့ရှိရင်မင်းရဲ့ကလေးကသေမှာဟာအရှင်မြတ်အဲ့လိုဆိုတပည့်တော်မသေအောင်ဒီကလေးကိုကဲနိုင်အောင်ဘယ်လိုလုပ်ရမလဲဖရာဆိုတော့အဲ့ဒါဖရာကစစ်စနစ်တကြပြီးတယ်အဲ့စနစ်ကြတော့ဒုသူရစင်များမှတ်ထားရမယ်နော်အိမ်မှာနေမကောင်းတဲ့ပုဂ္ဂိုလ်ရှိရင်အိမ်မှာမကျန်းမာတဲ့ပုဂ္ဂိုလ်တရားရောက်ရှိရင်ဒီစနစ်တိုင်းလှုပ်တဲ့နော်ဖရာကနေဘယ်လိုပြောလိုက်လဲဆိုတော့ကဲအဲ့လိုဆိုရင်နော် ကောင်းပြီမင်းအိမ်ပြန်တဲ့အိမ်ပြန်ပြီးတော့မင်းရဲ့အိမ်ရှိမှမန္တထိုးရမယ်တဲ့ဘာလို့ရမလဲမန္တထိုးအလဲကောင်းမှလည်းပဲနေရာလေးတစ်ခုလို့အဲ့ဒီနေရာလေးအပေါ်မှာကလေးရဲ့ပခက်ကိုတင်ရဘာလို့တင်ရမလဲအေးကလေးရဲ့ပခက်ကိုတင်နဘေးပပလေကကြတော့ရန်တော်များထိုင်မှုရာခုံများခြားရမယ်တဲ့ဘာခြားရမလဲခုမျက်စိနဲ့မြင်အောင်ကြည့်ထားရမယ်မန္တရှိတယ် အလေကောင်တဲ့တဲ့မှာ ကလေးပခက်လေးရှိတယ်။နဘေးပပတ်လေကအေးရန်တော်မြတ်ထိုင်ဖို့ရာခုံရှိတယ်။ကဲအဲ့ဒါပြီးပြီလားဆိုတော့ကဲသူကသူဖောက်တယ်လှုပ်တယ်ပြီးတဲ့ကဘုရားစီပြန်လာပြီးပါပြီဘုရား။ကဲပြီးရင်ကောင်းပြီငါဒီကနေရန်တန်ဃာများထည့်ပြီးလိုက်မယ်။အဲ့ဒီရန်တန်ဃာများမင်းရဲ့အိမ်မှာမင်းရဲ့မန်းတပ်မှာပရိတ်ရွတ်လိမ့်မယ်တဲ့။ဘာရွတ်လိမ့်မလဲ။ ဘယ်နှရက်ရုပ်မလဲပြောရင်ခုနှစ်ရက်ရုပ်မှာဘယ်နှရက်ရုပ်မလဲခုနှစ်ရက်ရုပ်ပေးလိုက်မယ်တဲ့ခုနှစ်ရက်ကနေရောညရောအတန်မစဲရွတ်တာနော်အခုခေတ်ကအတန်မစဲပဋ္ဌာန်းဘွယ်ကျင်းပါခြင်းဒီအဲ့ဒီရဲ့တမိုင်းကြောင်းပဲနော်ဆက်ဆက်မှုကအဲ့ဒီကလာခဲ့တာအဲ့ကြတော့ခုနှစ်ရက်လုံးအဲ့ဒါရုပ်ဖတ်လိုက်မယ်လို့ပြောတော့ကောင်းပါပြီခင်ဗျာဆိုပြီးတော့အဲ့ဒါတန်ဃာတော်များပင့်သွားတယ်ရှေ့ကနေပြီးတော့နော်ဥဆောင်ပြီးတော့တန်ဃာတော်များပင့် ပင်သွားပြီးတော့အလှဲ့ကြအဲ့ဒါဘာနာကပုဂ္ဂိုလ်များပြိတ်ကိုနော်အလှဲ့ကြရွတ်တယ်ပပလ်မှာထိုင်အလဲကောင်းကဘယ်လိုလေးရှိလဲအေးကလေးလေးရှိတယ်အဲ့ဒီကလေးလေးအလဲကောင်းကထားပြီးတော့ပြိတ်ကိုရွတ်တယ်ဘယ်နှရက်ကြောင်ရွတ်လဲခုနှစ်ရက်ကြောင်ရွတ်တယ်အဲ့လိုခုနှစ်ရက်ကြာတဲ့အခါကျမှရှစ်ရက်မြောက်မနဲ့ရောက်တော့ဖះရှင်ကိုတော်တိုင်ကြွလာတာဘယ်သူကြွလာလဲ ဘုရားရှင်ကိုယ်တော်တိုင်ကြွလာတဲ့အခါကျတော့ဘုရားလည်းကြွတဲ့အခါကျတော့နတ်မြတ်နတ်ကောင်းနေလို့တရားတွေမြမာတွေကအကုန်လုံးလာပြီးတော့ဝစ်ချကြတယ်သူစီဝစ်ချလဲဘုရားကိုလာပြီးတော့ဝစ်ချတယ်အဲကျတော့ဘုရားကဒီလိုကြွလာတဲ့ကတရားတွေမြမာတွေပါတော့သူတို့ရဲ့နောက်ကအဆွဲအပွားနတ်တွေမပါဘူးလားပါတယ်အဆွဲအပွားနတ်တွေကအဲ့လိုပါတဲ့အခါကျတော့ဘုံကြီးတဲ့နတ်ကရှေ့မှာနေရတယ် ဘုံမကြည့်တဲ့နှက်ကနောက်ကိုဆုပ်ပြီးတော့နေရတယ်ဘုံမကြည့်တဲ့နှက်ကနောက်ကိုဆုံရင်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 လေဟိုနောက်ထဲတည်းရောက်သွားရောက်သွားတဲ့အတွက်ကြောင့်မို့အဲ့ဒီဆုပ်သွားတဲ့ဲမှာဘဇူပါသွားတယ်လေလို့ပြောရင်ဒီကလေးကိုစားမဲ့အဝရုဒ္ဓကဘလူပါသွားတာဘဇူပါသွားလေအဝရုဒ္ဓကဘလူကသူကကြမ်းထမ်းတဲ့ပုံကိုဆိုတော့သူ့တဲ့အစ်မြင့်တဲ့ပုံကိုလာတော့နေလို့ရသေးလား မရတော့ဘူးအဲ့ဒါနောက်ကိုဆုပ်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 ပြီးတော့သွားတယ်သွားတဲ့အတွက်ကြောင့်ဒီကလေးဒီ9ရက်မြောက်တဲ့နေ့9ရက်နေ့10ရက်မြောက်တဲ့နေ့မှာစားခွင့်သူရရလားမရဘဲနဲ့အဲ့ဒီအန်ရကလွတ်သွားတာအဲ့ဒါဒီဗုဒ္ဓပြီးတဲ့ရရာခြေနည်းစနစ်ပဲဗာစနစ်လဲအဲ့ဒီရှိရမြောက်တဲ့နေ့ကျမှအဲ့ဒါဆုံးနေပါလေကတ်ကြပြီးတော့ဘုရားရှင်ကိုရောမြတ်နဲ့တကွာအာလုံးတော်တန်ဃာတော်များအဆုံး ကတ်တယ်ကတ်ပြီးတော့အဲ့ကလေးရဲ့နာမည်ကိုလည်းပဲအဲ့ချိန်ကနေစပြီးတော့နာမည်ပြောင်းပေးလိုက်တယ်ဘယ်လိုပြောင်းပေးလဲအာယုပါတယ်လေအာယုဝဒနာဘယ်သူလဲလေမြန်မာလူဆိုဘာပြောမောင်တက်စီလို့ပြောင်းလိုက်ပြီးတော့သူ့ရဲ့ဘဝတစ်လျှောက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့အပေါင်းအသင်းများနဲ့နေပြီးတော့နောက်ပိုင်းမှာသောတာပတ္တိဖြစ်သွားတာ ဘာတီးသွားလဲအေးသောတာပတိခိုးအဆင့်တည်သူကရောက်သွားတယ်တဲ့အဲ့ဒါကြောင့်မို့ဘုရားရှင်ကိုတော်မြတ်ရဲ့လက်ထက်တော်အခါကရရယာချီနီးစနစ်များကိုပြောဆိုရင်အခုကြည့်လိုက်ရင်စုပေါင်း9မျိုးလို့ပြောလို့ရဗျာ9မျိုးလဲ9မျိုးပါ9မျိုးကဘာကြီးလဲပြောရင် ရိပ်ရွရမယ်ဓမ္မမို့ရင်ပရိပ်နာကြားပေးရမယ်အဲ့ဒါဆိုရင်အသက်မရှိနိုင်ဘူးလားမကျမ်းမာနိုင်ဘူးလားအေးအဲ့ဒါသက်ရှိကျမ်းမာမှစီးပွားဆိုတာတက်တာဟုတ်လားနော်ကျမ်းမာရေးကမကောင်းမှုပဲလို့ဆိုလို့ရှိရင် စီးပွားရေးလုပ်လို့ရသေးလားအဲ့ဒါကြောင့်မို့စီးပွားဖြစ်ဖို့ဆိုတဲ့နန်းမှာကျမ်းမာရေးဒီဗราဏပဲဘာဒီဗราဏလဲဗราဏ အဲ့ဒါကြောင့်မို့ကျမ်းမာရေးကောင်းအောင်ရရာချီမဲလို့ဆိုရင်ဥစဉ်ပြောထားတဲ့ခုကောင်းစည်းပါတယ်လေသက်ရှိ ကျမ်းမာဖို့ရရာချီကြစို့တဲ့ဒီတရားတော်ရဲ့အောက်မှာကြည်လိုက်ရင်ခုလောကမှာຢာခဲတဲ့တရားပြန်ပြီးတော့ချုပ်ပြမယ်နော်လောကမှာຢာခဲတဲ့တရား၅မျိုးရှိတယ်တဲ့အဲ့၅မျိုးကဖျားပွင့်ပေါ်တော်မူခဲ့တယ်လူအဖြစ်ကိုຢာခဲတယ်ဉာဏ်ဘဝ ရခဲ့တယ်။သရတရားပြည့်စုံခဲ့တယ်။တရားနာကြရခဲ့တယ်။ဘယ်နှပါလဲ။မဟာပါရှိတယ်။နောက်တစ်ခုကနေစဉ်ဘဝမှာမိမိရဲ့ဘဝကိုကြကြနန္ဒတန်မိုးရှိရှိအသုံးချခြင်းလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်သည်ဘယ်နှမျိုးရအောင်ယူရမလဲ။လေးမျိုးရအောင်ယူရမယ်။ဘာတွေလဲပြောလို့ရှိရင်ကုသိုလ်ရဲ့ဥစ္စာရဲ့ကျမ်းမာရဲ့ပညာရဲ့ ဘာတွေရောက်ယူရမလဲအေးနောက်တစ်ခုကမှားရွင့်တဲ့ရရားခြေနီးစနစ်ဆိုတာကဘုရားရှင်ကိုယ်တော်မြတ်ကိုလှူကြတန်းကြတဲ့အပိုင်းမှာတရားတရားလေးနဲ့ပဲလှူရမယ်။ကြံတဲ့တယောက်ယောက်ကနေပြီးတော့မြောက်ပေးလိုက်လို့နီလန်းပေးလိုက်လို့လှုပ်သိမ့်ရလား။နောက်သာသနာ့ဘောင်ကိုရရားခြေတဲ့အနေနဲ့သင်္ကန်းဝတ်သိမ့်ရလား။ နောက်တော့ကိုကံကောင်းအောင်ကိုအိမ်ကနှစ်ချောင်းမထွက်အောင်ဆိုပြီးတော့ဘုန်းကြီးကျောင်းကိုကြက်သွားလူသိမ့်ရလားမသိပါဘူးအဲမလူသိမ့်အဲ့ဒါဒီမှားယွင်းနဲ့ရရာခြေနည်းစနစ်ဘာစနစ်လဲမှားယွင်းနဲ့ရရာခြေနည်းအေးခုနကတက်ရှိကျမ်းမာဖို့ကတော့ခုနပြောတဲ့အတိုင်းရေစစ်ရဲ့ဖေးရဲ့ကျောင်းရဲ့အဟောင်းပြင်နာရဲ့၅ပါးသီလရဲ့၈ပါးသီလရဲ့ပရိယွတ်တာရဲ့ဘယ်နှခုလဲ အေစုပေါင်းလိုက်ရင်ခုနှစ်ခုကဲအလုံးမှတ်မိသွားပြီလားကဲအဲ့ဒီခုနှစ်မျိုးကိုလိုက်နာကျင့်သုံးနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါကြောင့်မို့အလူရှင်မိသားစုနဲ့တကွာအလုံးကြွားဝလာကြတဲ့သူတော်စင်ပြိသက်အပေါင်းသူတော်ကောင်းတို့သည်မိမိတို့သည်ဗုဒ္ဓသာသနာတော်နဲ့တွေ့နေတဲ့အခိုက်အတန့်မှာဘုရားရှင်ကိုယ်တော်မြတ်ရဲ့အဆုံးအမတို့ရဲ့အနှစ်သာရဖြစ်တဲ့ဒါနသီလဘာဝနာစတဲ့ကိစ္စတို့ကို တဏိတခြားကျူစာအထုံနိုင်ပြီးပြီတပည့်တော်တို့သည် ဝိဘဝတူတို့နှင့်မဖို့နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟူ၍ပေါင်းစုက တောင်းစုပထနာပြုလိုက်ကြကုန်ရသတည်းကဲဥစဉ်ကတစ်ခေါက်ဆိုပေးမယ်တို့တော်စင်တို့က၃ခေါက်လိုက်ပြီးတော့ဆို ဗုဒ္ဓသာသနာနေယောင်ဝါရှိကြလင်းစေတော်